င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီနေ့အတွက်မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့စီကျူကြခြင်းနဲ့စီကျူတက်ခြင်းမှာစီကျူကြခြင်းကပိုပြီးတော့အန္တရာယ်များပါတယ်။စီကျူတက်တဲ့အခါမှာအရန်တက်တီဖြစ်တော့ပေါ့နော်။တရက်နှစ်ရက်လောက်အလုံးစောင့်ပြီးတော့ကုသလုပ်ရပါသေးတယ်။ဒါပေမဲ့စီကျူကြတဲ့အခါကျလို့ရှိရင်အရန်ရည်ကြီးတဲ့အတွက်ကြောင့်မို့လို့အသက်အန္တရာယ်မစိုးရင်ရအောင်မဖြစ်တဲ့ effect တွေပေါ့နော်။ causes တွေမဖြစ်ရအောင် အဲ့ဒါကြောင့်မို့လို့စီးကျူးကြခြင်းကိုအထက်ကမျှဝေပြီးသွားမှာဖြစ်ပါတယ်ရှင်အခုဒီဗီဒီယိုထဲမှာဆိုလို့ရှိရင် topic လေးတွေကပါလေးဖြစ်မလဲဆိုရင်စီးကျူးကြခြင်းအတိတ်ပဲကိုပထမပြောကြတော့ပါမယ်ပြီးတော့ရင်စီးကျူးကြတဲ့အကြောင်းရင်းပြီးတော့ရင်စီးကျူးကြတဲ့လက္ခဏာတွေနဲ့ပြီးတော့စီးကျူးရှိတဲ့သူတိုင်းရှိတဲ့နဲ့အမြဲတမ်းပေါ့နော်ထားတဲ့ blood sugar level ပေါ့နော်ပြီးတော့စီးကျူးကြရင်မလုံးမဖြစ်လောက်ဆောင်ရမယ်အချက်လက်တွေပေါ့နော် ပြီးတော့စီးကျူရမ်းကြတဲ့အခါမှာအချိန်မီအသက်ကာကွယ်နည်းတွေကိုဒီဗီဒီယိုထဲမှာမျှဝေပြီးတော့မှာဖြစ်လို့ချစ်မိတ်ဆွေပေါင်းတို့ဆက်လက်ပြီးတော့တည်ရှိကြပါပြီးတော့ကိုနဲ့ကိုကစီးကျူမရှိနေအောင်မှာကိုရဲ့အတိမိတ်ဆွေကိုရဲ့ family member တွေကိုပေါ့နော်ကိုကဒီဗီဒီယိုလေးကြည့်ခြင်းအဖြစ်အသက်နဲ့ကာကွယ်ပေးနိုင်ပြီးတော့ချစ်ချင်းကူညီပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုမျှဝေပြီးတော့ဒီဗီဒီယိုလေးကို ဆလတ်ချီပိုတောင်းဆိုပါစေရှင်အားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝများပိုင်ဆိုင်ပါစေနော်စီချိုချတာကို medical term နေနဲ့ hypo low under glycogen ချတော့ glucose တခြားတက် CMR ဆိုတာကတော့သွေးထဲမှာတခြားတက်နေခြင်းပေါ့နော်စီချိုချခြင်း hypoglycemia လို့ခေါ်ပါတယ်ရှင် စည်းချိုကျတဲ့အဓိကအကြောင်းရင်းတွေကဘာတွေဖြစ်မလဲစည်းချိုကျတဲ့အခါအဓိကအကြောင်းရင်းတွေက self administer too much insulin insulin ကိုဆရာဝန်ပေးထားတဲ့အတိုင်းတာတိကျထိုးဖို့လိုအပ်ပါတယ်စည်းချိုတက်တယ်ဆိုပြီးတော့ insulin ကိုအတိုင်းစားမရှိဘဲနဲ့ထိုးတဲ့အခါမှာစည်းချိုတွေတဟုန်ထိုးကျသွားတတ်ပါတယ်ရှင် နောက်တစ်ခုကကြတော့ malnutrition လိုရာထပ်ပိုပြီးတော့အစာအာဟာရလျှော့စားတာလည်းစီးကျိုးကျသွားတတ်ပါတယ်။နောက်တစ်ခုကကြတော့ one bite cancer cancer of the stomach အသေး cancer lung cancer ဆုပ် cancer နောက်တစ်ချက်ကကြတော့ alcoholism အရက်ကိုအလွန်ကျွံတောက်တာ strenuous exercise အလွန်အကျွံအားကစားရေးလောက်တာ နောက်ဆုံးတစ်ခုကကြတော့ misuse of drug medication လိုအပ်တာထပ်ပို့ပြီးတော့ဆေးတွေကိုသုံးစွဲတာအဲ့လိုမျိုးအချက်တွေကြောင့်မို့လို့စီးကျိုလိုတာထပ်ပို့ပြီးတော့ကျသွားနိုင်ပါတယ်ရှင်ဒီ slide လေးမှာဆိုလို့ရှိရင်စီးကျိုချရင်ဘာလက္ခဏာတွေပြတယ်လဲဆိုတာကိုမျှဝေပြီးသွားမှာဖြစ်ပါတယ်ရှင်စီးကြိုကြတဲ့အခါမှာ nervousness or shakiness ကတုံခီးဖြစ်ပြီးတော့စိတ်မမမမှန်ခြင်းပြီးတော့ dizziness feeling faint ခေါင်းမူပြီးတော့လဲချမလို့ဖြစ်ခြင်း numbness and tingling hands and feet သူတို့ပြင်လက်တွေခြေထောက်တွေပေါ့နော်ထုံကျင်လာခြင်းအားနည်းလာခြင်း diaphoresis ဆိုတာကတော့ချွေးထွက်မှုပိုများလာခြင်း nausea ပြုတ်အင်ဂျင်လို့ဖြစ်ပြီးတော့ headache ခေါင်းကိုက်ခြင်း palpitation ဆိုတာကတော့နှလုံးခုန်မြန်လာခြင်း double vision ဆိုတာကမျက်စိအမြင်အာရုံနှစ်ထပ်ဖြစ်နေခြင်း confusion စိတ်ချုပ်ရှုပ်ထွေးခြင်းဒီဟာတွေစီးကျိုကြတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ရှင်ဒီ slide လေးကတော့စီးကျိုရှိတဲ့တူတိုင်းရှိတဲ့ blood sugar level လေးကိုပြထားတာဖြစ်ပါတယ် before meal ဆိုတာကတော့အစာမစားမီရှိတဲ့ level ကတော့80အနီး130 mg per dl ဖြစ်ပြီးတော့ after meal post prandial level ကတော့180 mg per dl ထက်နေရပါမယ်ရှင် reference လေးကတော့ American Diabetes Association နဲ့ American Association of Clinical Endocrinologists ကနေပြီးတော့ reference ယူထားဖြစ်ပါလိမ့်ရှင်။ကိုကိုကိုဘယ်ချိန်မှာစီးကျူအရမ်းချနေပြီလဲဆိုတာ level မျိုးနဲ့သုံးသပ်လို့ရပါတယ်။အဲ့ဒါကို FDA approve ပေါ့နော်။ဂျမားရေးဆိုင်ရာအတိမတ်ပြုထားတယ်။သွေးစင်မီတာနဲ့ကိုယ့်ရဲ့ blood sugar ဘယ်လောက်ရှိနေပြီလဲဆိုတာတိုင်တာလို့ရပါတယ်ရှင်။ ဂလူကိုမီတာနဲ့တိုင်းတာတဲ့အခါမှာဆိုလို့ရှိရင် blood sugar level ကသူက90အောက်ရောက်သွားပြီဆိုရင်သိရမှာကဩငါတော့ hypoglycemia ဖြစ်နေပြီပေါ့နော်ပြင်းထန်တဲ့ level ကတော့90အနေ96အောက်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော်တော်ပြင်းထန်ပြီးတော့တော်တော်အာစီကြိုကျနေပြီလို့သိရမှာဖြစ်ပါတယ်ရှင် ကျမကကိုလတ်ရှိ iron တယောက်ဖြစ်တယ်ပြီးတော့လူနာတွေကိုနေတိုင်းစောင့်ရှောက်ရတယ်အထူးသဖြင့်စီချုံနဲ့ပတ်သက်တဲ့လူနာတွေကိုစောင့်ရှောက်ရတဲ့အတွက်ကြောင့်မို့လို့တချို့လူနာတွေဆိုလို့ရှိရင်စီချုံအရန်ကြတယ်80 50 60ဖြစ်နေရတာမှပဲလက္ခဏာမပြပါဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရှိမှုပေါ့နော်အဲ့ဒါမတူတဲ့အတွက်ကြောင့်မလို့တချို့တွေကစီချိုကြားတဲ့လက္ခဏာပြပြီးတော့တချို့တွေကမကြပါဘူးအဲ့အတွက်ကြောင့်မလို့တိကျမှန်ကန်နဲ့ကျန်းမာရေးဆိုင်ရာအတိမတ်ပြုထားတဲ့ဂလူကိုမီတာမရှိမဖြစ်စောင့်ထားဖို့လိုအပ်ပါတယ်ရှင်ဂလူကိုမီတာနဲ့တိုင်းကြတဲ့အခါမှာစီးကျူ level က59ဝနေပြီးတော့80 level မှာရှိနေတဲ့အခါချက်ချင်းလုံးဆောင်ရမယ့်အချက်များကို တင်ပြပါရစေရှင်ဒီလိုမျိုး level ရောက်နေပြီဆိုလို့ရှိလို့ရှင်เนาะ55 55 rule ပေါ့เนาะ55ကိုတတိယပေးပါဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်မှာ55 gram of carbohydrate ကိုချက်ချင်းစားသုံးတင်ပါတယ်အဲ့ဒါမှ blood sugar level က အမြန်တက်လာမှာဖြစ်ပါတယ်။ပြီးသွားတဲ့အခါမှာ15 gram လောက် carbon hydrate ကိုစားပြီးသွားတဲ့အခါမှာနောက်ထပ်15မိနစ်လောက်ထပ်ဆောင်မှာ စားပြီးတာနဲ့15မိနစ်လောက်ထပ်ဆောင်ပြီးတော့ glucometer နဲ့အတိုင်းတာကို sugar level ဘယ်လောက်ရှိလဲဆိုတာပြန်တိုင်းရမှာဖြစ်ပါတယ်။နောက်15မိနစ်အကြာမှာဒီစီဂျို level က80အောက်ရှိနေသေးတယ်ဆိုလို့ရှိရင်တော့နောက်ထပ်15 gram of fast acting ကာဘိုဟိုက်ဒရိတ်ကိုစားသုံးရမှာဖြစ်ပါတယ်15 gram of first acting carbohydrate ချက်ချင်းတွေးတဲ့ရောက်တဲ့ first acting carbohydrate တွေကဘာလဲဆိုရင်တော့တခြားတုံးလေးတွေ glucose tablet လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ fruit juice အချိုရည်တွေအာတတိတတိဦးနဲ့ပြုလုပ်ထားတဲ့အချိုရည်တွေ regular soda ပြားရည် hot candy တခြားလုံးလေးတွေ skittles အာ chocolate လုံးလေးတွေ raisin အဲ့ဒါတွေအားလုံးက ဟိုတွေးတဲ့ကိုချက်ချင်းရောက်တဲ့ emergency အနေနဲ့စာသုံးလို့ရတဲ့အစာစာရေးဖြစ်ပါတယ်ရှင်။ဒီလိုစာသုံးပြီးတဲ့အခါမှာစီးချိုလေဗယ်ကပုံမှန်ပြန်ဖြစ်သွားပြီပေါ့နော်။80 130ပုံမှန်ပြန်ဖြစ်သွားပြီဆိုလို့ရှိရင် နောက်ထပ်စီးချိုမကြအောင်လို့ small snack လေးတွေစားသင့်ပါတယ်။ကိုကြိုက်တဲ့အစာအနှဲငယ်ပေါ့နော်ထပ်စားရမှာဖြစ်ပါတယ်ရှင်။စီးချိုရမ်းကြတဲ့အခါမှာ ဘာတွေဖြစ်တယ်လဲစီးချိုအရမ်းကျတဲ့အခါမှာချက်ချင်း medical attention ပေါ့နော်မကုသဘူးဆိုလို့ရှိရင်ဆိုးွားတဲ့အနေနဲ့ဘာတွေဖြစ်တယ်လဲဆိုတော့ coma ရသွားနိုင်တယ် irreversible brain damage အုံနောက်ပျက်စီးသွားနိုင်တယ်နောက်ဆုံးအသက်အန္တရာယ်ဆုံးရှုံးနဲ့အခြေအနေထိတောင်ရောက်သွားနိုင်ပါတယ်။ဒါကြောင့်မို့လို့ပထမပြောထားတဲ့ slide ကအကြောင်းအရာတွေကို ချက်ချင်းပြုလုပ်ရမှာဖြစ်ပါတယ်။ချက်ချင်းမပြုလုပ်ရင်ဒီလို မလိုလားအပ်တဲ့အတက်အငယ်တွေဆုံရှုံသွားနိုင်ပါတယ်ရှင်ဒီ slide လေးမှာပြောထားတာကတော့ what happens if your blood sugar goes too low you are asleep or you are unresponsive တကယ်လို့ကိုအိတ်နေတဲ့အချိန်မှာဒီတခြားတက်ပေါ့နော် level ကရမ်းချနေပြီကိုကပြန်ပြီးတော့လှုပ်လို့မရတော့ဘူးနိုးလည်းမနိုးနိုင်တော့ဘူးကိုကအိတ်ပျော်နေတဲ့အချိန်မှာဒီလိုမျိုး blood sugar level ရမ်းချနေပြီဆိုရင်ဘာလုပ်မလဲဒီလိုအချိန်ဒီမှာစီချုပ်သမားတယောက်အနေနဲ့လှုပ်ဆောင်ထားတဲ့အကြောင်းအရာများကတော့နံပါတ်1အနေနဲ့ဖေးသွားသွားကိုနဲ့မကွာ ဝတ်ထားလို့ရမယ် medical id bracelet လက်ကောက်ဓမ္မမွန်ဆွဲချူပေါ့နော်အဲ့ဒါလေးကို customize လုပ်ပြီးတော့ကိုယ့်ရဲ့ allergy ရှိရတယ်ကိုယ့်ရဲ့ diabetes ကိုပေါ့နော် respond မလုပ်နိုင်တဲ့အခါကြလို့ရှင်ဘာလုပ်ပေးပါဆိုပြီးတော့ချူတင်ထွင်းပြီးတော့ရေးထားလို့ရတယ်အရာလေးကိုစောင့်ထားသင့်ပါတယ်ရှင် နံပါတ်1အနေနဲ့ကတော့ emergency medical identification card ပေါ့နော်ကိုနဲ့မကွာအမြဲတမ်းစောင့်ထားတင်ပါတယ်ကိုရဲ့နာမည်လိပ်စာဖုန်းနံပါတ်ပြီးတော့ကိုကတကယ်လို့မိမျောသွားတဲ့အခါမှာကိုရဲ့ emergency contact ဘယ်သူကိုဆက်သွယ်ရမလဲဆိုတဲ့ဖုန်းနံပါတ်ကြီးအမြဲတမ်းစောင့်ထားတင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကိုရဲ့ family member ကိုရဲ့မိသားစုတွေကိုငါ diabetes ဖြစ်တယ် ငါမိမျောသွားတဲ့ခါကျရင်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာကိုသူတို့ကိုချုပ်တင်ပြောပြထားတင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်အနေနဲ့ကဒီဂလူကာဂုံကို ကိုမိမျောနေတဲ့ခါမှာ ထိုးပေးဖို့အမြဲတမ်းစောင့်ထားတင်ပါတယ်ရှင်။ဂလူကာဂွန်ကတော့ instruction kit ပါပြီးသားလို့ပေါ့နော်ဘလို့ဟိုထိုးရမလဲဆိုတာဒါပေမဲ့စိတ်လှုပ်ရှားနေတယ်ဒါက emergency ဖြစ်နေတယ်ကိုယ့်ရဲ့ family member တယောက်ဖြစ်နေတယ်ဆိုရင် ဘာဖြစ်ဖြစ် muscle day ကိုရောက်ဖို့အရေးကြီးပါတယ်ဒီ glucagon ထိုးတဲ့အခါမှာ muscle day ရောက်မှသာလျှင် blood sugar ပြန်တက်နိုင်မှာဖြစ်ပါတယ်ရှင် blood sugar ပြန်တက်မှလည်းပြန်ပြီးတော့အသက်ရှင်နိုင်မှာဖြစ်ပါတယ် glucagon ကိုထိုးလို့ရတဲ့နေရာ၃နေရာရှိပါတယ် emergency အချိန်တွေမှာဆိုလို့ရှိရင်ပထမကလမောင်းမှာထိုးလို့ရပါတယ်ဒုတိယကပေါင်မှာထိုးလို့ရပါတယ်တတိယကတင်ပါမှာထိုးလို့ရပါတယ်ရှင် ဒီလိုအခြေအနေဖြစ်တဲ့အခါမှာဒီသုံးနေရာကိုမှတ်ထားပါမယ်။မာဆယ်လေးရအောင်ထိထိရောက်ရောက်ထိုးပေးရမှာဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးဟာအားလုံးအတွက်ချိုးရှိပဲလို့မျှော်လင့်ပါတယ်။နောက်ထပ်ချိုးရှိမဲ့ဗီဒီယိုလေးတွေလည်းဆက်လက်ပြီးတော့မျှဝေအောင်မှာဖြစ်ပါတယ်။အဲ့တော့ကြောင့်မို့လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါသေးတယ်ရှင်။ချစ်တော်မိတ်ဆွေများအားလုံးကျေးဇူးချမ်းသာကြပါစေရှင်။